မိခင်စိတ်မရှိတဲ့သူလက်ထဲမှာလူဖြစ်လာရပြီးတွေးသမျှလူတိုင်းကိုလိုက်ပြီးတာခံနေရတဲ့၃လအရွယ်သမီးလေးမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ကဘာပေါ်မှာရှိသမျှမိခင်နိုင်ကတော့ကိုသားသမီးဆိုရင်အသက်ထက်အများချစ်ကြပြီးသားသမီးလေးတွေအတွက်ကိုသားစင်းစားကလူလီသေးမရှိဖြစ်ကြီးတက်ကြတဲ့မိခင်တွေရှိကြသလိုသားသမီးကိုမခင်ပဲတက်တဲ့မိဘတွေလည်းများစွာရှိလာခဲ့ကြပါယ်ခုတခါမှလည်းသူကောင်းစားရေးအတွက်ကိုယ့်ရဲ့ကလေးတယောက်ကိုလွယ်လွယ်နဲ့ပေးဖို့စဉ်းစားနေတဲ့သူကိုအံ့ဩစွာမြင်တွေ့ခဲ့ရပါယ် ဒီမျိုးသမီးကတော့ယောက်ျားဖြစ်သူကကိုဝင်ဆောင်ချိန်မှာဆုံးသွားခဲ့တာဖြစ်ပြီးကလေးမွေးလာပြီးဒီရွယ်ရောက်လာတာကလည်းပဝင်းကျင်ကကျွေးမွေးဆောက်ရှာလို့ကံကောင်းစွာနဲ့အသက်ရှင်ခဲ့ရတာပဲဖြစ်ပါတယ်။ထိုချိန်ကစကနေကမိခင်ဖြစ်သူကကလေးကိုတွေ့သမျှတောင်းသမျှလူကိုလိုက်ပြီးနေခဲ့တာဖြစ်ပြီးဒီကလေးရှိရာသူ့အတွက်အဆင်မပြေဘူး။ရှေ့လျှောက်လည်းပိုဆိုးလာနိုင်တယ်လို့လည်းဆိုပါတယ်။ပထမတစ်ခါကလည်းကလေးကိုပလုံလာကောက်တဲ့လူတွေရဲ့လက်ထဲကိုပြီးခဲ့တာဖြစ်ပြီး ပလွန်ကောက်တဲ့သူတွေကကလေးအမေကိုတုံတောင်းပေးကကလေးကိုခေါ်သွားခဲ့ပြီးဒီသုံးလအရွယ်ကလေးကိုငုံရင်ရှိုက်နှက်ကကလေးကိုထမင်းနေပဲကြွေးနေရကြောင့်ပြန်ခေါ်သွားခဲ့ပြီးကလေးအစဉ်ပြေပြေနေရဖို့ကလေးကိုလိုချင်တဲ့သူတွေလိုက်ရှာနေကြရပဲဖြစ်ပါကလေးမေဖြစ်သူကတော့တင်ငန်းကျွန်းစံပြမှနေရဖြစ်ပြီးနေစရာစားချင်ရာမရှိအဆင်မပြေရကြောင့်ကလေးကိုတခြားသူတွေတောင်းတမျှသူတွေပေးဖို့ဆုံးဖြတ်ထားကြရပဲဖြစ်ပါတယ်။ကလေးတယောက်ကို လွယ်လွယ်မွေးလို့မရပါဘူး။လိုချင်တဲ့သူတွေမှမရပဲ လို့ချင်တဲ့သူမှရသွားရဲကလေးဖြစ်ကတော့တကယ့်ကိုစိတ်မကောင်းစရာပါပဲမိခင်စိတ်မရှိလို့လွယ်လွယ်ပေးလိုက်တာပါသမီးမင်းကလေးဖြစ်တာကြောင့်ခုလိုကလေးကိုမွေးစားဖို့ယူတဲ့သူတွေအနေနဲ့လဲကောင်းတဲ့သူနဲ့ဆိုအဆင်ပြေပေမဲ့လည်းမကောင်းတဲ့သူလက်ထဲရောက်သွားရင်တော့သမီးလေးရဲ့ဘဝကမတွေ့ရစရာပါပဲဒါကြောင့်မလို့ကြည့်မိသူတိုင်းကတော့အော်ညီမလေးရေမိခင်ပဲလေတာသမီးအပေါ်ဘလို့စိတ်နေများပြည့်ရတာလဲကွယ်စိတ်မမှန်တဲ့အယူမရီတော့သူ့ကလေးကိုထီလို့ကကွဲကြတာအမကကိုချင်းမစားလို့မဖြစ်သေးလို့မထင်ပါနဲ့ ယောက်ျားမရှိပဲတအိမ်ဝင်တအိမ်ထွက်အဝိရှော်မျက်ပေါက်ကြွေးနေတာပါကလေးကြီးကမဟုတ်ပါဘူးအရှက်မရှိတဲ့မိခင်အကြောင်းအမျိုးမျိုးပြငငယ်တော့ကကျမတို့ဘက်မှာတောင်ရရီခုတ်တာသမီဆေးရမကမွေးကြတယ်ဘာမှမဖြစ်ကြပါဘူးဒါပေမဲ့မိဘတွေကစူးစားပြီးကြောင်းနေခိုင်းနေဘလောက်ပဲခက်ခဲပါစေပွဲတော်ယူကြရင်အခုခေတ်ကမဟုတ်ဘူးခက်ခဲရနဲ့တာသမီတွေကိုသူများကိုပေးဖို့ပဲစဉ်းစားနေကြရင်အရှက်လည်းမရှိကြတော့တချို့မိခင်တွေတနာစရာမကောင်းပါဘူးတော်တော်စိတ်ပြတ်ဖို့ကောင်းပါ යි အခုလိုသူကောင်းစားဖို့အတွက်ကလေးကိုစွန့်လွတ်တာသူကမိခင်စိတ်မှမရှိတာကိုသားသမီးကိုမရှိရှိရာရှာကြွေးပေါ့တနေ့အစဉ်ပြေမှာပေါ့ဆိုပြီးအမျိုးမျိုးပြောဆိုနေကြတာပဲဖြစ်ပါတယ်ဒါပေမဲ့လေကလေးရဲ့အမိကတော့ဘသူတွေဘာတွေပြောပြောကလေးကိုမွေးစားမဲ့သူလိုက်ရှာနေပြီးဒီပရာဟိတအသင်ကသာမယူထားလို့ရှင်လေကလေးကိုစိတ်မရှိလို့ကြုံရနေရခြားထားခဲ့နိုင်တဲ့စိတ်ကိုမြင်နေရတာကြောင့်ပရာဟိတသမားတို့ကမွေးစားဖို့ခေါ်ထားကြရပဲဖြစ်ပါတယ်အခုလိုကိုသမီးလေးကိုမခင်တွေပဲ သူအဆင်ပြေအတွက်လိုက်ပြီးနေရမိခင်အပေါ်အမြင်လေးကိုလည်းပြောပြခဲ့ပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်မစင်းစားမကျင်ကျင်တဲ့လုပ်ရကြအသက်ပေးလိုက်ရရင်လှိုင်းသားရကတောင်းနှစ်သမီးငယ်လေးမိင်္ဂလာပါပရိသတ်ကြီးတို့ရေဒီဗီဒီယိုလေးကတော့ခလေးကုန်ရွှေစင်ပေးတတဲ့မိပါလိုက်သတိထားနိုင်ဖို့တစ်ဆက်ပေးလိုက်ရတာပဲဖြစ်ပါတယ်။တာသမီးကိုချင်ရင်ခုခေတ်မှာရွှေလက်ဝိယတနာမစင်ကြပါနဲ့အခုကအတော်ဆုံးနေပါပြီ နဂတ်တရံအတွက်တက်ပြတ်လိုက်တာဖြစ်ပိုင်ရက်ွက်တရားလူတွေသိသိကျနာကတတိရိကသူတို့သားသမီးကိုရွှေစင်ပေးကြပါယ်အဲ့လိုတတိသားသမီးတွေကလည်းရက်ွက်ထဲပတ်မသွားကြပါဘူးမယောင်ယာစီမလူကြပါနဲ့ခုချိန်ကလူတက်မရင်းကျင်လေအမှုမှန်ပေါ်ဖို့တရားမျှတမှုပြန်ရဖို့ကမလွယ်တဲ့အချိန်မှာကိုသားသမီးကိုတကယ်ချစ်ကြရင်အန်ရဲကိုဖိတ်ခေါ်စေတဲ့အရာမျိုးတွေကိုဆင်ကျင်သင်ပါယ်လူရုံမှာဆိုတာကမျက်နာမှာစာမကတ်ထားကြပါဘူး ခေအချိန်လေးကြောင့်လူတိုင်းကစိတ်ရိုင်းတွေဝင်နေတဲ့အချိန်မှာလူတိုင်းကအလွယ်တကူအပြစ်ကျူးလွန်နိုင်တယ်ဆိုတာသတိထားကြပါအခုတခါမှလည်းလိုင်သားရအနောက်ပိုင်းမြို့နယ်ရခိုင်ရိုးလေးကြီးရွာမှာမေ29ရက်နေ့ညနေ၄နာရီကပျောက်ဆုံးသွားတဲ့အသက်၃နှစ်သမီးလေးကိုဒီကနေ့မနက်မှလူရဲတပ်ဖြတ်ခံရပြီးတည်ဆုံးနေတဲ့အနေအထားနဲ့ပြန်တွေ့ခဲ့ရပါတယ်။နေအိမ်ကနေပျောက်ဆုံးသွားတဲ့အသက်၃နှစ်အရွယ်မတ်ရတနာအလောင်းကိုဒီကနေ့မနက်၈နာရီလောက်ဝေပင်လဲဆက်မှုစုံနာ ရှင်များဆက်မှငကက်ဖြတ်လို့ပြီးရှင်နဲ့တက်ထားတဲ့အနေထားနဲ့အလောင်းကိုပြန်တွေ့ခဲ့ပါခလေးကတော့မဏိကမိုးရွာနေတဲ့အချိန်ပျောက်သွားတာဖြစ်ပြီးအဲ့ချိန်ကလေးကမိဘတွေရောဦးလေးတွေရောလိုက်ရှာကြတာမတွေ့ပါဘူးဒီမနေ့ပြန်တွေ့ရောငကက်ဖြတ်လို့ထားတာနားရီပြက်ထွက်ပြီးကလေးကိုလည်းရှင်နဲ့တက်ထားတဲ့ပုံစံနဲ့အလောင်းကိုပြန်တွေ့ရအတော်ရက်စတဲ့လုံရပါဖြစ်စဉ်အစကိုမိဘတွေပြောပြချက်အရမေလ28ရက်နနက်7:00နာရီခွဲခန့်က အသက်35နှစ်ခန့်ရှိဖိုက်ကြီးတဲ့အမျိုးသမီးတို့အိမ်သို့ရောက်ရှိလာက ရုံးလင်းကျေးရွာအတွင်အိမ်ကားလိုကြောင်တောင်းဆိုခဲ့တာပါဒီလိုနဲ့မိဘများကသူမရဲ့အခြေအနေကိုတနာစိတ်ဖြင့်အိမ်တွင်ခဏနားခွင့်ပြုခဲ့ပြီးအမျိုးသမီးကအိမ်ကားကျင်နေဆိုလို့ကလေးဖေကရွာထဲသွားမိနေတဲ့အချိန်သူ့ဦးလေးကကလေးနဲ့မုတ်သွားဝေစားတဲ့အချိန်အဲ့အမျိုးသမီးကနောက်ကလိုက်သွားပြီးသူ့ဦးလေးကိုအိမ်မှာပတ်စံအိမ်ကျန်ခဲ့တဲ့ပြန်ယူပေးဆိုပြီးပြန်ယူတဲ့အချိန်ကလေးကိုခေါ်သွားတာဖြစ်ပါတယ် ဦးလေးတော်သူကလည်းအသက်9နှစ်အရွယ်သာရှိသေးရာကြောင့်ကိုဝင်းစာအမျိုးသမီးကိုယုံပြီးအိမ်ကိုသွားယူပေမဲ့ဘာမှမတွေ့ပါဘူး။ထိုချင်းကစပြီးကလေးကိုရှာမတွေ့တော့တာဖြစ်ပိုင်။ဒါပေမဲ့ဒီကနေ့မှာတော့လိုင်သားရအရှိပိုင်းမြို့နယ်အလဲရွာကြီးရွာရွှေပြည်သားတရားအနီးငွေပင်လဲဆက်မှုဆောင်ရှိခြင်းများမှာကလေးငယ်တူတည်ဆုံလျက်တွေ့ရှိရလို့စစ်စည်းချိန်ကလေးငယ်နှကက်ကိုခိုးယူပြီးရှင်းနစ်တက်ခင်ရပဲဖြစ်ပိုင်။ လက်တလုံးမှာတော့ပြစ်မှုကျူးလွန်သူအမျိုးသမီးကိုပြည်သားစုဘက်ကအမှုဖွင့်တာပါ යි ။ဒါကြောင့်မိဘအင်းနဲ့ခုတ်ကလေးကိုချင်းအထူးသတိထားကြဖို့နဲ့ကိုစင်ထားတာကကိုသားသမီးကိုအနည်းငယ်မဖြစ်အောင်သတိထားစီချင်ပါ යි ။တနာစရာကလေးလေးဒီဘွားမာတင်ဝိကျွေးရီခြေပါစီသမီးငယ်ရေအားလုံးကလေးမိဘများသတိထားကြပါရှင့်။ဒီလိုဖြစ်ရကဒီတနေရာတည်းပဲမဟုတ်ဘဲတချို့ကပြီးခဲ့တဲ့လကျော်ကလည်း ကျမတို့တင်ငန်းကျွန်းကြီးဘက်မှာဗိုက်ကြီးတဲ့ရောင်ဆောင်နိုင်မိမကိုမိုးရွာလို့အကူကြီးတောင်းလို့အိမ်မှာတညခေါ်တိတ်တာမနေ့ကျကလေးခိုးသွားပြီးငွေညစ်တာ25သိန်းပေးမှလိုင်တရာဖက်မှာပြန်တွေ့ပါဘူးလူရုပ်မှာတကူရီတော်တော်တောင်းကျနေကြပါဘူးမိဘတိုင်းသတိထားကြဖို့ခြေနဲ့ကြမကဲကောင်းဆိုတဲ့အတိုင်းအားလုံးကြိုးစားကြဖို့တင်ပေးလိုက်ရပါတယ်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်မိခင်စိတ်မရှိတဲ့သူလက်ထဲမှာလူဖြစ်လာရပြီး တွေ့သမျှလူတိုင်းကိုလိုက်ပြီးတာခံနေရတဲ့၃လအရွယ်သမီးလေးမိင်္ဂလာပါပြိသက်ကြီးတို့ရဲ့ကဘာပေါ်မှာရှိသမျှမိခင်နိုင်ကတော့ကိုသားသမီးဆိုရင်အသက်ထန်အများချစ်ကြပြီးတာသမီးလေးတွေအတွက်ကိုသားစဉ်းစားကလူလီသေးမရှိဖြည့်ကြီးတက်ကြတဲ့မိခင်တွေရှိကြသလိုတာသမီးကိုမခင်ပဲတက်တဲ့မိဘတွေလည်းညှစွာရှိလာခဲ့ကြပါ යි ခုတကမှလည်းသူကောင်းစားရေးအတွက်ကိုယ့်ရဲ့ကလေးတယောက်ကိုလွယ်လွယ်နဲ့ပေးဖို့စဉ်းစားနေတဲ့သူကိုအံ့ဩစွာမြင်တွေ့ခဲ့ရပါ යි ဒီမျိုးသမီးကတော့ယောက်ျားဖြစ်သူကကိုဝင်ဆောင်ချိန်မှာဆုံးသွားခဲ့တာဖြစ်ပြီးကလေးမွေးလာပြီးဒီရွယ်ရောက်လာတာကလည်းတဝင်းကျင်ကကျွေးမွေးဆောက်ရှာလို့ကံကောင်းစွာနဲ့အသက်ရှင်ခဲ့ရတာပဲဖြစ်ပါတယ်။ထိုချိန်ကစကနေကမိခင်ဖြစ်သူကကလေးကိုတွေ့သမျှတောင်းသမျှလူကိုလိုက်ပြီးနေခဲ့တာဖြစ်ပြီးဒီကလေးရှိရာသူ့အတွက်အဆင်မပြေဘူးရှေ့လျှောက်လည်းပို့ဆိုးလာနိုင်တယ်လို့လည်းဆိုပါတယ်။ပထမတစ်ခါကလည်းကလေးကိုပလုံလာောက်တဲ့လူတွေရဲ့လက်ထဲကိုပြီးခဲ့တာဖြစ်ပြီး ပလွန်ကောက်တဲ့သူတွေကကလေးအမေကိုတုံတောင်းပေးကကလေးကို ခေါ်သွားခဲ့ပြီးဒီ၃လအရွယ်ကလေးကိုငုံရင်ချိုင်းနှက်ကကလေးကိုထမင်းနေပဲကျွေးနေရကြောင့်ပြန်ခေါ်သွားခဲ့ပြီးကလေးအစဉ်ပြေပြေနေရဖို့ကလေးကိုလိုချင်တဲ့သူတွေလိုက်ရှာနေကြရပဲဖြစ်ပါကလေးမေဖြစ်သူကတော့တင်ငန်းကျွန်းစံပြမှာနေရဖြစ်ပြီးနေစရာစားစရာမရှိအစဉ်မပြေရကြောင့်ကလေးကိုတခြားသူတွေတောင်းတမျှသူတွေပေးဖို့ဆုံးဖြတ်ထားကြရပဲဖြစ်ပါကလေးတယောက်ကိုလွယ်လွယ်မွေးလို့မရပါဘူးလိုချင်တဲ့သူတွေမှမရပဲ မလို့ချင်တဲ့သူမှရသွားရဲကလေးဖြစ်ကတော့တကယ့်ကိုစိတ်မကောင်းစရာပါပဲမိခင်စိတ်မရှိလို့လွယ်လွယ်ပေးလိုက်တာပါတမိမိန်လေးဖြစ်တာကြောင့်ခုလိုကလေးကိုမွေးစားဖို့ယူတဲ့သူတွေအနေနဲ့လဲကောင်းတဲ့သူနဲ့ဆိုအဆင်ပြေပြီမဲ့လေမကောင်းတဲ့သူလက်ထဲရောက်သွားရင်တော့တမိလေးရဲ့ဘဝကမတွေ့ရစရာပါပဲဒါကြောင့်မလို့ကြည့်မိသူတိုင်းကတော့အော်ညီမလေးရဲ့မိခင်ပဲလေတသမိအပေါ်ဘလို့စိတ်နေများပြီးရတာလဲကွယ်စိတ်မမှန်တဲ့အယူမရီတော့သူ့ကလေးကိုထီလို့ကာကွယ်ကြတာအမကကိုချင်းမစားလို့မဖြစ်သေးလို့မထင်ပါနဲ့ ယောက်ျားမရှိပဲတအိမ်ဝင်တအိမ်ထွက်အဝိရှောမျက်ပေါက်ကြွေးနေတာပါကလေးကြီးမဟုတ်ပါဘူးအရှက်မရှိတဲ့မိခင်အကြောင်းအမျိုးမျိုးပြငငယ်တော့ကျမတို့ဘက်မှာတောင်ရီခုတ်တာသမိဆေးရမကမွေးကြတယ်ဘာမှမပြစ်ကြပါဘူးဒါပေမဲ့မိဘတွေကစူးစားပြီးကြောင်းနေခိုင်းနေဘလောက်ပဲခက်ခဲပါစေဘွဲတော်ယူကြရင်အခုခေတ်ကမဟုတ်ဘူးခက်ခဲရတဲ့တာသမိတွေကိုသူများကိုပေးဖို့ပဲစဉ်းစားနေကြရင်အရှက်လည်းမရှိကြတော့ဘူးတကြုံမိခင်တွေတနာစရာမကောင်းပါဘူးတော်တော်စိတ်ပြတ်ဖို့ကောင်းပါ යි ။ အခုလိုသူကောင်းစားဖို့အတွက်ကလေးကိုဆွန့်လွတ်တာသူကမိခင်စိတ်မှမရှိတာကိုသားသမီးကိုမရှိရှိတာရှာကြွေးပေါ့တနည်းအစဉ်ပြေမှာပေါ့ဆိုပြီးအမျိုးမျိုးပြောဆိုနေကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းကလေးရဲ့အမိကတော့ဘသူတွေပါတယ်ပြောပြောကလေးကိုမွေးစားမဲ့သူလိုက်ရှာနေပြီးဒီပရာဟိတအသင်ကသာမယူထားလို့ရှင်လေကလေးကိုစိတ်မရှိလို့ကြုံရနေရခြားထားခဲ့နိုင်တဲ့စိတ်ကိုမြင်နေရတာကြောင့်ပရာဟိတသမားတအုပ်ကမွေးစားဖို့ခေါ်ထားခဲ့ရပဲဖြစ်ပါတယ်။အခုလိုကိုသမီးလေးကိုမခင်တွေပဲ သူအဆင်ပြေအတွက်လိုက်ပြီးနေရမိခင်အပေါ်အမြင်လေးကိုလည်းပြောပြခဲ့ပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်